ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကအစင်ချင်းခွန်အားယူဖို့ရန်အတွက်ဟိဗြဲဩဝါဒစာခန်းကြီး2အပိုင်းငယ်15ခရစ်တော်သည်အသေးခံတော်မူသောအားဖြင့်သေခြင်းတရားကိုအစိုးရသောသူတည်းဟုသောမာနဤတကူးကိုချိုးဖဲ့ဖျက်ဆီးခြင်းက၎င်းသေးဘေးကိုကြောက်၍တသက်လုံးကြုံခံရသောသူတို့ကိုကဲ့လို့ချင်းက၎င်းထိုသူငယ်တို့၏ဤသူအသွေးအသားကို ဆောင်ယူတော်မူ၏ကျောင်းဒီနိုကဘတော်ကတော့အပါကိုဖော်ပြလဲဆိုရင်တော့တခင်ရှုခွတ်တော်အသေးခံခြင်းအဖြစ်နဲ့သိခြင်းတရားကိုအစိုးရတဲ့မာနရဲ့တကူတွေကိုချိုးဖဲ့ဖျက်ဆီးလိုက်တယ်စာရမဏတ်ကသိခြင်းအဖြစ်လူသားအလုံးကိုကြောက်ရွံ့အောင်အဲ့ဒီသိခြင်းတရားရဲ့အောက်မှာအပြစ်တရားရဲ့အောက်မှာကြုံခံမှုရံတော့သူကလူတွေကိုခြိနှောင်ထားပါတယ်လူတွေကိုလွတ်မြောက်ခြင်းမပေးဘူး တို့ရတွင်သခင်ရှုကကျွန်တော်လူသားအလုံးရဲ့အဖြစ်ကိုကျူဆောင်ပြီးတော့လဝါကတိုင်းမှာအသေခံခြင်းအပြင်၃ရက်မြောက်တဲ့နေ့မှာသေခြင်းကနေရှင်မြတ်ထမြောက်ခြင်းအပြင်သေခြင်းကိုကြောက်ပြီးတော့တသက်လုံးကြုံခံရတဲ့လူသားတွေကိုကယ်လွတ်ခြင်းချမ်းသာကိုသခင်ရှုကပေးခဲ့ပါတယ်။အဲဒီကယ်လွတ်ခြင်းချမ်းသာကိုခံစားရဖို့ရန်အတွက်တဲ့လူသားတွေရဲ့ need to အသွေးသားကိုဆောင်ယူပြီးတော့ဤလောကမှာမွေးဖွားလာတယ်ဆိုတဲ့နှုတ်ကပတ်တော်အကြောင်းအရာဖြစ်ပါတယ်။ ချက်တော်ညောရစီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာတမလွန်အတွက်စိတ်ချမှုမရှိရင်သင်ဖေပြီးရင်ဘယ်ကိုရောက်မှာလဲဆိုတဲ့စိတ်ချရတဲ့အဖြစ်မရှိရင်သင်ကဖေမှာကိုကြောက်နေမှာဖြစ်ပါတယ်။ဖေချင်းတရားအောက်မှာသင်ကတသက်လုံးကြုံခံနေရမယ်။ဖေဘေးကိုကြောက်နေလိမ့်မယ်။အပြစ်တရားကသင်ကိုအနိုင်ယူပြီးတော့သင်ကဖေပြီးရင်ဘယ်ရောက်လို့ရောက်မှာမသိဘဲနဲ့အဲဒီတမလွန်အတွက်စိတ်ချရတဲ့အဖြစ်မရှိဘဲနဲ့သင်ကတသက်လုံး ကြောက်ရွံ့စွာနဲ့အပြစ်တရားရဲ့အောက်မှာကျုံဖြစ်ပြီးတော့သင်ကအသက်ရှင်ရမှာဖြစ်ပါတယ်။သင်ရဲ့အသက်ဝိညာဉ်အပယ်ငယ်ကိုမရောက်စေဘဲကယ်တင်မဲ့အရှင်ကိုယုံကြည်မှသာလင်သင်ကလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။သင်ကိုကယ်တင်တဲ့အရှင်ကတော့ယေရှုခရစ်တော်တည်းဟူသောဖခင်အဖြစ်ကနေလူသားအဖြစ်ကိုဆင်းကျွလာပြီးတော့လူသားအားလုံးရဲ့အပြစ်ကြွေးတွက်အကုသိုလ်တွေမကောင်းမှုတွေအားလုံးကိုလက်ဝါးကတိုင်မှာကိုးစားခံယူပြီးတော့အသိခံပေးတဲ့ယေရှုခရစ်တော်ကိုယုံကြည်ခြင်းတလန်မှရှိပါတယ်။ အဲ့ဒီသခင်ရှုခွတ်တော်ဖခင်ကသိခြင်းတရားကို အောင်မြင်တဲ့ဖခင်ရှင်ဖြစ်တယ်။ချစ်တော်ညီအစ်ကိုတိုင်းလောကမှာသိခြင်းကိုဘယ်သူမှမအောင်မြင်ဘဲလူသားကမှသိခြင်းတရားကို မလွန်ဆန်နိုင်ပါဘူး။ရှင်မင်းဖြစ်ပါစေ၊တမန်တော်ဖြစ်ပါစေ၊တထေးသကြွယ်ဖြစ်ပါစေ၊ပညာတတ်ဖြစ်ပါစေဘယ်သူမှသိခြင်းတရားကိုမလွန်ဆန်နိုင်ဘူး။အားလုံးသိခြင်းမှာလမ်းဆုံးတာပဲ။အပြစ်တရားကြောင့်သိရပြီးတော့သိခြင်းရဲ့အခြားတစ်ဖက်မှာလည်းအဲ့ဒီအပြစ်ကြောင့်ပဲ အပင်ငဲကိုတွားရဖြစ်ပါတယ်။ရှိဖြစ်ဟောနိုင်တဲ့ပုံကိုယ်တွေဖြစ်ပါစေအနာဂတ်ကိုကြုံမြင်တဲ့ပုံကိုယ်တွေဖြစ်ပါစေအင်မတန်မှအချင်းတရားတွေကောင်းပြီးတော့ပုံကိုယ်သူပုံကိုယ်မြတ်တကောအဋ္ဌိပါနဲ့ပြည့်စုံတဲ့ပုံကိုယ်ဖြစ်ပါစေအောင်သေခြင်းတရားကိုမလွန်ဆန်နိုင်ဘူး။သေခြင်းတရားကို မအောင်မြင်နိုင်ဘူး။သေခြင်းကလူသားတွေကို အနိုင်ယူထားတယ်။ဒါကသာဓမဏတ်ကကျွန်တော်ကိုချုပ်ကင်ထားတဲ့အရာပဲဖြစ်ပါလေ။အပြစ်ရှိတဲ့သူကသေရမယ်။သေပြီးရင်အခြားတစ်ဖက်မှာ အပင်ငဲကို တွားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လောကမှာသေခြင်းကိုအောင်မြင်တဲ့သူဘယ်သူမှမရှိဘူး။လူသားမှန်တဲ့လူတွေအလုံးကအပြစ်ရှိတဲ့အတွက်ကြောင့်အပြစ်တရားရဲ့အခါသေခြင်းကိုတွားရမှာဖြစ်တယ်။သေခြင်းရဲ့အခြားတစ်ဖက်မှာလည်းအသက်ဝိညာဉ်ကအပင်ငယ်မှာဆုံးရှုံးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လူသားအလုံးကို အပင်ငယ်မရောက်စေခြင်းနဲ့ဖခင်ကဖခင်အဖြစ်ကနေပြီးတော့လူသားအဖြစ်ကို အသွေးသားခံယူပြီးတော့ဆင်းကြွလာတယ် လူသားရဲ့အသွေးသားကဲ့သို့လူသားတိခံပြီးတော့လောကကိုဆင်းကျွလာတဲ့ဖခါကယေရှုခရစ်တော်တည်းဟူသောကယ်တင်ပိုင်ရှင်ဖခါဖြစ်ပါတယ်။အဲဒီသခင်ကသင်ရဲ့အပြစ်တွေကျွန်တော်ရဲ့အပြစ်တွေလူသားဆိုတဲ့လောကသားတွေအားလုံးအပြစ်တွေလောကတိုင်းမှာအသေခံသွေးသွန်နေ။သုံးရမြောက်တဲ့နေ့မှာသေခြင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်ခဲ့တယ်။သခင်ယေရှုခရစ်တော်ဖခါကသေခြင်းကိုအောင်မြင်တဲ့ဖခါရှင်ဖြစ်တယ်။အဲဒီသေခြင်းကိုအောင်မြင်တဲ့ဖခါကိုအသင်ကယုံကြည်လက်ခံမယ်ဆိုရင်တော့ တသက်လုံးကြောက်ရွံ့နေရတဲ့သေဘေးကိုကြောက်ရွံ့စရာမလိုပဲနဲ့သင်ကတတ်မလွန်အတွက်စိတ်ချမှုအပြည့်ရှိပြီးတော့ယခုဘဝမှာလည်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းအပြည့်နဲ့အသက်ရှင်နိုင်မှာဖြစ်ပါလေကျွန်တော်ကောရိန္သုဩဝါဒစာ ပထမဆုံးအခန်းကြီး15အပိုင်ငယ်55နဲ့58မှာပါဖော်ပြလဲဆိုရင်တော့အိုသေမင်းသင်လက်နက်သည်အပေမှာရှိသည်နီအိုမရဏနိုင်ငံသင်အောင်ခြင်းသည်အပေမှာရှိသည်နီ သေမင်း၏လက်နက်ကဒူးစရိုက်အပြစ်ပေသည်ဒူးစရိုက်အပြစ်ဤတကူကပြည့်ညတ်တရားပေသည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းအခွင့်ကို ပေးတော်မူသောဖခင်သခင်ယေရှုတော်သည် ကြီးလှစွာတကားလို့ဖော်ပြပါလေသခင်ယေရှုကပြောပါလေအိုသေမင်းမင်းရဲ့လက်နက်ကဘာမှလဲသေမင်းရဲ့လက်နက်ကဒူးစရိုက်အပြစ်ဖြစ်တယ်ဒူးစရိုက်အပြစ်ရဲ့တကူကပြည့်ညတ်တရားဖြစ်တယ် တင်မင်းကသူ့ရဲ့လက်နက်ကလူတွေကိုဒူးစရိုက်ထဲမှာနှိမ်မောအောင်လှုပ်ထားတယ်။လူတွေကဒီအပြစ်တရားအပြင်သေခြင်းတရားကိုရင်ဆိုင်ပြီးတော့တစ်ချိန်မှာလည်းအသက်ဝိညာဉ်က အပင်ငယ်မှာလမ်းဆုံးမှာဖြစ်ပါတယ်။ဒါကြောင့်မို့တင်မင်းရဲ့လက်နက်ကဒူးစရိုက်အပြစ်ပဲဖြစ်တယ်။အဲ့ဒီဒူးစရိုက်အပြစ်ကဘယ်ကနေဆင်းသက်လာလဲဆိုတော့ပြဉ္ညတ်တရားကနေ။အဲ့ဒီဒူးစရိုက်အပြစ်ရဲ့တကူကဘာလဲဆိုရင်တော့ပြဉ္ညတ်တရားပဲဖြစ်တယ်။ပြဉ္ညတ်တရားဆိုတာကတော့ ကောင်းတာလုံးရင်ကောင်းတာဖြစ်မယ်မကောင်းတာလုံးရင်မကောင်းတာဖြစ်မယ်ဒါပညာတရားပဲဖြစ်တယ်ပညာတရားဆိုတော့ကကောင်းတာကိုလုပ်ဖို့ရအတွက်တိုက်တွန်းထားပါလေကောင်းတာလုံးရင်တော့မင်းသက်တာကောင်းတာဖြစ်မယ်တို့ရတွင်လူကကောင်းတာကိုမလုံနိုင်ဘူးလူကကောင်းတာကိုမလုံနိုင်တဲ့အခါမှာအပြစ်ဖြစ်တယ်အဲ့ဒီအပြစ်ကြောင့်သာဓမဏတ်ကအဲ့ဒါကိုချုပ်ကင်ထားပြီးတော့လူကိုသေခြင်းမှလမ်းဆုံးဖို့အတွက်သူကကြံ့ရွယ်ထားပါတယ် တို့ရတွင်ငါတို့သခင်ရှုခွတ်တော်အဖင်ငါတို့အားအောင်ခြင်းခွင့်ကိုပေးတော်မူသောဖခင်သခင်ယေရှုတော်သည်ကြီးလာစွာတကားလို့ဖော်ပြပါတယ်။ယေရှုခရစ်တော်အဖင်ကျွန်တော်ကအဲ့ဒီအဖြစ်ကနေပြီးတော့လွတ်မြောက်ပြီးတော့ကျွန်တော်မကျင့်နိုင်တဲ့ပြည့်ညတ်တရားဘာသာတရားအကျင့်တရားအားလုံးကိုယေရှုခရစ်တော်ဖခင်ကအားလုံးအကုန်စင်ကျင့်ပေးသွားတယ်။သင်ကယေရှုခရစ်တော်ကိုယုံကြည်မယ်ဆိုရင်တော့အောင်မြင်ခြင်းအခွင့်ကိုခံစားမှာဖြစ်ပါတယ်။အပြစ်တရားလက်ကနေလွတ်ပြီးတော့သာဝရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်ပါတယ်။ သေခြင်းကိုကြောက်စရာမလိုတော့ဘဲနဲ့သေခြင်းကိုအောင်မြင်တဲ့သခင်ရှုခွတ်တော်ဖျားကိုယုံကြည်မယ်ဆိုရင်သင်ကတမလွန်အတွက်စိတ်ချမှုရှိပြီးတော့သင်ရဲ့အသက်ဝိညာဉ်ကကောင်းဝင်နိုင်ငံကို ရောက်ရှိမှာဖြစ်တယ်။ဒါကြောင့်မို့ချစ်တော်ညောင်းစီတိုင်းလောကမှာသေခြင်းကိုအောင်မြင်တဲ့သူဘယ်သူမှမရှိပါဘူး။ဘလောက်ပဲပညာတတ်ပါစေဘလောက်ပဲအာဏာတွေရာထူးတွေရှိပါစေဘလောက်ပဲချမ်းသာကြွယ်ဝပါစေအချိန်မှာသေကိုသေရတာဖြစ်ပါလေ။သေပြီးရင်လည်းတမလွန်အတွက်အဖြစ်မရှိပါဘူး။ အပြစ်ရှိတဲ့သူကအပင်ကြီးကိုသွားကိုသွားရမှာဖြစ်တယ်။ဒီနေ့သင်ရတ္တာထဲမှာစမ်းစစ်ကြည့်ပါ။သင်အပြစ်ကနေလွတ်အောင်သင်ကိုယ်သင်လုံနိုင်ပြီလား။သင်ရတ္တာထဲမှာစိတ်ချမှုအမှန်တကယ်ရှိပြီလား။တမလွန်အတွက်စိတ်ချမှုမရှိဘူးဆိုရင်တော့သင်ကိုကယ်တင်တဲ့သခင်ရှုခွတော်ဖရာရှိနေတယ်။ထိုသခင်ကသင်ရဲ့အပြစ်တွေလဝါကတိုင်းမှာအသိခံပြီးတော့ပြီးသွားတဲ့ဖရာမဟုတ်ပါဘူး။သုံးရမြောက်တဲ့နေ့မှာရှင်မြတ်ထားမြောက်ပြီးတော့သိခြင်းကိုအောင်မြင်တဲ့ဘုရားရှင်ဖြစ်တယ်။အဲ့ဒီအောင်မြင်ခြင်းကသင်အတွက်ဖြစ်ပါလေ သခင်ရှုကသင်ကိုအဲ့ဒီအောင်ခြင်းခွင့်ကိုအပ်ပေးခြင်းနဲ့ဖျားရှင်ဖြစ်တယ်။ဘလို့နီးအားဖြင့်သင်ကရရှိမလဲဆိုရင်တော့ယုံကြည်ခြင်းနည်းလမ်းမှရှိတယ်။သေခြင်းတရားကိုအောင်မြင်တဲ့သခင်ရှုခရစ်တော်ဖျားကိုယုံကြည်ခြင်းအားဖြင့်သေဘေးကိုကြောက်စရာမလိုတော့ဘဲနဲ့တမလွန်အတွက်စိတ်ချမှုရရှိပြီးတော့ယခုဘဝမှာလည်းညီသက်ခြင်းဝမ်းမြောက်ခြင်းအပြည့်နဲ့အသက်ရှင်နိုင်မယ့်အကြောင်းဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။